ဲ့ mindset ရှိပြီဆိုရင်ကိုကနေတတူဝကိုရွေးချယ်တဲ့အရာတွေမှာကိုကိုကိုဒါဂယူဆိုင်ဖို့အတွက်ရွေးချယ်လာနိုင်မယ်ကိုကိုကိုတန်မိုးထားတယ်ကိုကိုကိုဂယူဆိုင်တယ်ဆိုတော့ဒီ mindset ကနေပြီးရွေးချယ်တယ်ဆိုလို့ရှိရင်ဒါ auto ကိုကိုကို self care လုပ်ပြီးသားဖြစ်သွားတယ်ပေါ့ကျမတို့ခုန home sick ဖြစ်တယ်နောက်ပြီးတော့အိမ်ဝင်လွမ်းတယ်နောက်ပြီးပြောမစော homeless ဖြစ်တဲ့ feeling ပေါ့နော်ကိုမဟိုစိတ်လုံးကြုံတဲ့နေရာပတ်ဝန်းကျင်မှာမရှိနေဘူးပြီးရင်အိမ်မှာမရှိနေတယ်လို့ပေါ့နော်ခိုးလုံးရမရှိနေတယ်လို့တော့ဘလောက်ပဲဟိုပြင်းမှန်းမှုတွေနဲ့တွေ့ကြုံတွေ့ကြုံ ပြန်လာလို့ရှင်အမောမပြေဘူးအိမ်လို့မခံစားရဘူးကျွန်တော်တို့အိမ်ဆိုလို့ရှင်စိတ်လုံးကြုံတယ်ကိုယ့်ရဲ့နေ့တတူကလုပ်ငန်းဆောင်တာလေးတွေလည်းကိုက comfort ဖြစ်နေတယ်နောက်အကယ်၍များအရန်လောကနန်နဲ့ရင်ဆိုင်လာသည့်အတိုင်းအောင်အိမ်ပြန်လာရဲဆိုလို့ရှင်ကိုယ့်ရဲ့မိသားစုအဖေအမေဒီလိုမျိုးရင်ဝင်တဲ့ပြေးဝင်လိုက်တယ်ဆိုလို့ရှင်အင်မတန်မောက်ကိုအာပြဿနာရဲ့တစ်ဝက်လောက်ကရောကြသွားတယ်စိတ်ခံစားချက် ပိုကောင်းသွားတယ်လို့ဒါအားလုံးဖြစ်ကြတာပဲလေနော်ဆိုတော့အပြင်မှာနေပြီဆိုရင်တော့ကျမတို့ခုနနိုင်ငံသားမှာနေပြီဆိုရင်တော့ဒါတွေကဒါ limited resort တွေဖြစ်သွားပြီမရတော့အဲ့တော့ဘာလုပ်ကြမလဲကျမတို့ဟိုကိုကိုကိုစိတ်ကောကိုရောနည်းနည်းလေး feeling home ဖြစ်ဖို့လေးစူးစမ်းဖို့လိုလိမ့်မယ်အဲ့တော့ feeling home ဖြစ်တယ်ဆိုတာကျမတို့ကိုနေထိုင်ရာအခန်းလေးတစ်ခန်းပဲဖြစ်ဖြစ်ကိုနေထိုင်ရာပတ်ဝန်းကျင်လေးမှာကိုအတွက်အတိတ်ပဲရှိတဲ့အရာ ကိုယ့်ရဲ့ဟိုမှာအာမိသားစုဓာတ်ပုံတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကို့အတွက်အတိတ်ပဲရှိတဲ့ပစ္စည်းလေးတွေကို collect လုပ်တယ်ဒီပတ်ဝန်းကျင်လေးတစ်ခု အာအပြင်မှာ physical space တစ်ခုလေးအိမ်လိုတူတဲ့အရာလေးကို ပြင်ဆင်မလားအဲပြီးရင်လုံးဝတက်တောင့်တက်တာဒီနေရာလေးဒီကို့အတွက်အိမ်ဖြစ်အောင်လို့အိမ်နဲ့တူတဲ့ခန်းစားချက်ပေးအောင်လို့ကျမတို့ဖန်တီးပေးဖို့လေလိုလိမ့်မယ်နောက်တစ်ခုကလည်းဒါကတော့ပစ္စည်းပိုင်းတော့ဒီတက်မဲ့ဝတ္ထုတွေနဲ့ပတ်သက်တဲ့အရာဒါပေမဲ့လည်းနောက်တစ်ခုကခုနကကိုယ့်ရဲ့မိသားစုတွေတငယ်ချင်းတွေဟိုငငယ်ကဖြတ်တန်းလာတဲ့တငယ်ချင်းတွေပဲဖြစ်အစ်တဖြစ်တွေ့တဲ့တငယ်ချင်းတွေပဲဖြစ်ကျမတို့ stay connected ဖြစ်မယ်ဆိုရင်ကိုကအာဘာပဲပြောပြောတော့စိတ်လုံခြုံမှုလေးနဲ့ကိုဘယ်ကလာတယ်ဘယ်ဟိုသွားနေတယ်ဆိုတဲ့အရာ လေး reminder ဖြစ်တယ်ပေါ့နော်ကိုကိုပြန်ပြီးမှတ်မိစေတယ်အာပြီးရင်လည်းကျမတို့ဒီအာပစ္စည်းလေးတွေရွေးချယ်မှုပေါ့နော်ပစ္စည်းလေးရွေးချယ်မှုမှာခုနကကိုအရင်နေခဲ့တဲ့အိမ်မှာတုံးခဲ့တဲ့ပစ္စည်းလေးပုံစံခက်နီးနီးလေးတွေပဲဖြစ်ဖြစ်အဲဒါမျိုးလေးတွေရွေးချယ်ပြီးတော့ကျမတို့ကိုကိုကိုအိမ်ဖန်တီးတိဆောက်ဖို့လေလိုလိမ့်မယ်ပေါ့လေ စိတ်ပိုင်းဆိုင်ရာကျမရေးဆောင်ရှောက်မှုလေးကျမတို့လုပ်ပြီးဆိုလို့ရှိရင်အဓိကတော့ပတ်စံလဲမကုန်အာအချိန်နဲ့အရင်မပေးရတဲ့ဟာမျိုးလုပ်ဖို့လေးတော့လိုအပ်တယ်ပေါ့နော်ဆိုတော့အရင်ဆုံးတော့လေတကယ်ကိုအလွယ်ကူဆုံးလုပ်လို့ရတာဒီကျမတို့ mindset လေးတခုတော့ရှိဖို့လိုတယ်။ငါဒီအခုအိမ်နဲ့အဝေးရောက်နေတာအဲ့တော့ကိုယ့်အတွက်ကိုယ်ပဲရှိတယ်။ငါကိုယ့်ကိုယ်ကိုထိမ့်သိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့အတွေးခေါ်လေးရဲ့ mindset လေးရဲ့ဥရ အရင်ဆုံးရှိစေခြင်းနဲ့အဲ့ mindset ရှိပြီဆိုရင်ကိုကနေတတူဝကိုရွေးချယ်တဲ့အရာတွေမှာအာကိုကိုကိုဒါခရူးဆိုင်ဖို့အတွက်ရွေးချယ်လာနိုင်မယ်ဥမာအာအစားအသောက်ပဲဖြစ်ဖြစ်အနေထိုင်ပဲဖြစ်ဖြစ်ကို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 တံမိုးထားရယ်ကိုကိုကိုခရူးဆိုင်တယ်ဆိုတော့အာ ီ mindset ကနေပြီးရွေးချယ်တယ်ဆိုလို့ရှိရင်ဒါ auto ကိုကိုကိုအာ self care လုပ်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့အလွယ်တကူလေးဆိုလဲကျမတို့မှာနေထိုင်နေတဲ့ဒီရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာရှိတယ်အဲ့တော့ရုပ်ပိုင်းဆိုင်ရာကြီးလဲအာ physical hygiene တွေလုပ်ကြရတယ်ရေချိုးကြရတယ်ကျန်းမာအောင်နေတယ်အာနောက်ကိုယ်အတွက်ဟိုလှမဲ့အရာကိုယ်အတွက် feel good ဖြစ်မဲ့အရာလေးတွေရွေးချယ်ပြီးဝတ်တယ်နောက်ပြီးတော့ကျန်းမာအောင်နေတယ်ဆိုလို့ထိမ့်သိမ့်နေပေါ့နော်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာလဲအဲ့လိုပဲကျမတို့ emotional hygiene ကောင်းကောင်းလေးတော့ဖြစ်ဖို့လေးလိုတယ်အဲ့တော့အခုကိုယ့်ရဲ့အာယုံ၅ပါးမှာဝ င်လာနေတဲ့အရာတွေ အာမြင်နေကြားတယ်ထိတွေ့တယ်ခံစားရတယ်ဒီအတန်တွေရောဒီဟာလေးတွေကိုလည်းကိုကခယူးတဆိုင်နဲ့ကိုကိုကိုဒီစုပ်ယူမယ်ကိုကိုကိုလက်ခံမယ်ဆိုလို့ရှိရင်ဒါကိုအတွက် soft care လေးလည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့အဓိကဒီမှာကတော့အလွယ်ကူဆုံး soft care ကိုအာဒါကတော့ကိုနဲ့ kait တဲ့အကင်ကြီးတဲ့ soft care လေးလုပ်လို့ရတယ်ဒါပေမဲ့ mindset လေးတစ်ခုပဲကျမတို့အတွက်ကျမတို့ပဲရှိတယ်ငါကိုကိုကိုခယူးဆိုင်ရမယ်ဆိုတော့အာအတွေးခွန်လေးကိုတော့ဒီကနေ့အားလုံးနဲ့မျှဝေပေးချင်ပါတယ်